အိုဇိုကာကနောက်ထပ်ဆုံးမတစ်ယောက်ကဘသူလဲဆိုတာကိုပြောပြခဲ့ပြီးယာမာဒါတို့ကလည်းအဲ့ဒီဆုံးမရဲ့အိမ်ရှိကိုရောက်နေကြပါပြီ။ဒီဆုံးမအကြောင်းကိုအိုဒါကီရီတို့ကလည်းစုံစမ်းနေပြီဖြစ်တာကြောင့်ယာမာဒါတို့ကလည်းအကြောမခံရအောင်မြ мян စုံစမ်းရမှာဖြစ်ပါတယ်။အဲ့ဒါကြောင့်အိမ်ထဲကိုကြော်တက်ဖို့လုံနေတဲ့အချိန်အိမ်ရှင်ဆုံးမလေးရောက်လာခဲ့ပါတယ်။ဒီချက်စီယာဆုံးမလေးရဲ့နာမည်ကတော့ဆာယူရှီမဖြစ်ပြီးသူ့ကိုလာရှာတဲ့ယာမာဒါတို့ကိုအခန်းဖီကိုကူရွှေခိုင်းလိုက်ပါတယ်။မီယာမူရာကတော့ရလာတဲ့အခွန်အရေးကိုကောင်းကောင်းယူခဲ့ပြီးဗီဒီယိုရွှေ့ပြီးတဲ့နောက်စာယူရှိမအဲ့ဒီတော်ကိုတွေ့လိုက်ရပါတယ်။ဒီအခွန်အရေးကိုလည်းကောင်းကောင်းကြီးအသုံးချရမယ်ဆိုပြီးမီယာမူရာကသူမ မကိုနိုင်ဖို့ပြောလိုက်ပါတယ်။ယာမာဒါလည်းအနာကိုကတ်သွားတဲ့အခါမှာတော့ဆာယူရှိမာကငါ့ကိုကယ်ပါအောင်လို့တိုးတိုးလေးပြောတာကြောင့်ယာမာဒါလည်းမီယာမူရာကိုအိမ်ပြန်ခံလိုက်ပါတယ်။ဆာယူရှိမာကအနာဂတ်ကိုမြင်နိုင်တာကြောင့်မီယာမူရာရောက်လာမယ်ဆိုတာကိုသိရလို့ပြောပါပါတယ်။ အစားပိုင်းမှာတော့ဆာအိုရှီမာကအနာဂတ်အသေးဖော်လေးတွေကိုပဲကြုံမြင်ခဲ့ရပြီးဒီနေ့မှာတော့ကျောင်းဆောင်ဟောင်းကြီးမီးလောင်နေတဲ့အနာဂတ်ကိုမြင်ခဲ့ရပါတယ်။မီးရှို့တဲ့တရက်ခန်းဟာဆာအိုရှီမာကိုယ်တိုင်ဖြစ်နေပြီးပိုဆိုးလာကယာမာဒါကပါသူမနဲ့အတူရှိနေခဲ့တာပါ။နှစ်ယောက်လုံးတရက်ခန်းဖြစ်နေတာကြောင့်ဒီအဖြစ်ဆိုးကြီးကိုမကြုံရအောင်ကြောင်းမသွားတော့ပဲယာမာဒါနဲ့မတွေ့နိုင်အောင်အိမ်တွင်ပုံခဲ့ပါတယ်။ဒါပေမဲ့ယာမာဒါကတော့သူမရဲ့အိမ်အထိကိုရောက်လာခဲ့တာကြောင့်အနာဂတ်ကိုလော်လန်နဲ့ပြောင်းလို့မရဘူးဆိုတာသဘောပေါက်လိုက်ပါတယ်။ အဲ့အချိန်ယာမာဒါကသူ့ကိုနမ်းမဆိုပြီးဒုံးတိကြီးပြောချလိုက်ပါတယ်။ဆာယိုရှီမားကလည်းယာမာဒါသာဆိုရင်ကိစ္စမရှိဘူး။နင်ကငါ့ရဲ့နောက်ဆုံးမျှော်လင့်ချက်ပဲဆိုပြီးနိုင်ခဲ့ပါတယ်။ယာမာဒါအတွက်တော့အဲ့ဒီအနမ်းကိုလုံးဝမေ့မရပဲဖြစ်ခဲ့ရပါတယ်။နောက်တစ်ရက်မှာတော့ယာမာဒါတို့ကဆုံးမအကြောင်းကိုအလုံးစုံသိနေပြီဖြစ်ပေမဲ့အိုဒါဂီရီကသူတိလာတဲ့ဆာယိုရှီမားအကြောင်းတွေကိုလာကြွနေပါတယ်။အကြွားလို့မီစကက်ပါလန်နေတာကြောင့်အရှက်ရသွားခဲ့ပြီးယာမာဒါတယောက်တည်းကိုပဲပားရိုက်သွားခဲ့ပါတယ်။ယာမာဒါကဆာယိုရှီမားနဲ့နိုင်ခဲ့တာကြောင့်လက်ရှိမှာအနာဂတ်ကိုကြုံမြင်နိုင်စွမ်းရှိနေပါတယ်။ အခုလည်းသူ့ကိုအိုဒါဂိရီကပါရိုင်လိမ့်မယ်ဆိုတာကိုကြိုသိနေခဲ့ပြီးမေယာမူရာတို့ကိုကြိုပြီးပြောပြထားခဲ့ပါတယ်။ယာမာရမြင်ခဲ့ရတဲ့အနာဂတ်ထဲမှာအယိုက်ခံထားရတဲ့သူ့ကိုရှီရွားအရှင်နဲ့အီလိုတို့ကငေါကြည့်နေကြတာဖြစ်ပြီးမေယာမူရာကိုတော့မတွေ့ခဲ့ရပါဘူး။ဒီအနာဂတ်ကိုလည်းယာမာရကမေယာမူရာကိုနမ်းပြီးမှမြင်ခဲ့တာဖြစ်ပါတယ်။အဲဒါကြောင့်အနာဂတ်ကိုမြင်နိုင်တဲ့အစွမ်းကနမ်းလိုက်တဲ့လူရဲ့ရှူတောင်းကနေကိုယ့်ရဲ့အနာဂတ်ကိုမြင်ရတာဖြစ်ကြောင်းရှီရွားအရှင်ကရှင်းပြပါတယ်။ အဲ့ဒီလိုပဲကျောင်းတော်ဟောင်းကြီးမိလောင်နေတဲ့အနာဂတ်မှာလည်းတရားခံတွေဖြစ်ကြတဲ့စာအုပ်ရှင်မန်းနဲ့ယာမာဒါတို့ကိုအခြားလူရဲ့အမြင်ကနေမြင်ရတာဖြစ်ပါတယ်။ယာမာဒါလည်းဒါကိုသိလိုက်ရတော့စာအုပ်ရှင်မန်းနဲ့နိုင်ငံရေးလူရှိလာဆိုပြီးချက်ချင်းသွားမေးလိုက်ပါတယ်။ စာယူရှိမကလည်းနန်နန်ချားပြငွေသင်ငွေချင်းတရားကိုနမ်းမှုကြောင့်ပြောပြပါရည်အဲ့ဒီငွေသင်ငွေချင်းဆိုတဲ့အကောင်ကပဲချောင်းသောဟောင်းကိုမေရှုတဲ့တရားခံဖြစ်နိုင်ပါရည်ဂျာမာဒါကအဲ့ဒီငွေသင်ငွေချင်းရဲ့နာမည်နဲ့သူရှိနိုင်မယ့်နေရာကိုမေးလိုက်ပြီးချက်ချင်းသွားရှာပါရည်ငါတငငချင်းကောင်းရင်နာမည်ကစူပါကီဖြစ်ပြီးဂိမ်းတိုင်းမှာဂိမ်းရှုံးပြီးလောင်နေတာကိုတွေ့လိုက်ရပါတယ်။ယာမာဒါကသူ့ကိုခေါ်လိုက်တဲ့အခါစူပါကီကလည်းယာမာဒါကိုသိနေပါတယ်။စူပါကီကနန်နန်ချားပြန်ဖြစ်တာကြောင့်လူတိုင်းကသူ့ကိုအရေးပေးပေမဲ့ရှီရွားအရှိကတော့သူ့ကိုအဖက်တော်မလုပ်ပါဘူး။ ဲ့ဒီအခြားကြောင့်ပဲစူပါကီကရှီရိုင်းရှီကိုကျွေးသွားခဲ့ပြီးသူမနဲ့အောင်သွယ်ပေးဖို့ယာမာဒါစီအကူအညီတောင်းပါတယ်။ဆရာကြီးစူပါကီကသူ့ကိုယ်တော်တေချာမသိသေးတဲ့ရှီရိုင်းရှီကိုနောက်ရမှဖွံ့ဖြိုးပို့တော်စီတင်ထားပြီးပါပြီ။အဲ့ဒါကြောင့်ရှီရိုင်းရှီကိုခေါ်ထုတ်လာခဲ့ပေးဖို့အတီပေါင်းနဲ့အကူအညီတောင်းလာတဲ့အခါယာမာဒါလည်းလက်ခံပေးမိလိုက်ပါတယ်။ ဂျာမာတာကတော့ဒီလိုစမှုကြောင်နေတဲ့ကောင်ကတကယ်ပဲចောင်းတော့ဟောင်းကိုမရှုမဲ့ကောင်လားဆိုတာတူဝင်နေရပါတယ်အဲ့တော့စူပါခီကသူ့ကိုကူညီပေးတဲ့ယာမာဒါကိုပေါ်ဖဲတစ်ခုပြမယ်ဆိုပြီးခေါ်သွားပါတယ်။တကယ်တော့စူပါခီကစိတ်တကြတဲ့အခါတိုင်းချောင်းသောဟောင်းကချက်ပြုတ်ခံစီသွားပြီးအစာအသောက်ချက်ပြုတ်လို့ရှိပါတယ်။ဒီအချက်ကိုကြည့်ရုံနဲ့ချောင်းသောဟောင်းကြီးဘသူကြောင့်မီလောင်လဲဆိုတာယာမာဒါသဘောပေါက်သွားပါတယ်။နောက်တစ်ရက်မှာတော့ဆာယူရှီမားကိုဆရာကချောင်းမြတ်တခိုင်းတာကြောင့်ချောင်းကိုလာရတော့မှဖြစ်ပါတယ်။ဆာယူရှီမားယာမာဒါနဲ့စူပါခီတို့တောင်းရောက်တာဆိုရင်မီလောင်ဖို့ကတေချာတလောက်ရှိနေပြီးဒီအရာကြီးကိုတားဖို့စူးစမ်းကြရတော့မှဖြစ်ပါတယ်။ ဒါပေမဲ့အရင်နေ့တုန်းကယာမာဒါဟာသူ့ကိုအိုရာဂီရီကပားရိုက်မဲ့ဆိုတာကိုသိရတဲ့နဲ့မရှောင်နိုင်မဲ့အရိုက်ခံခဲ့ရပါတယ်။အဲဒါကြောင့်တကယ်ပဲအနာဂတ်ကိုပြောင်းလဲနိုင်ပါမလားဆိုတာမေယာမူရာကမေကွန်ထုတ်လိုက်ပါတယ်။ ယာမာဒါကတော့လာမဲ့ဘေးပြေးတွေ့မယ်ဆိုပြီးစူပါကီချိန်ထားတဲ့နေရာစီရှီရွားအရှိမပါပဲသွားခဲ့ပါတယ်။စူပါကီလည်းရှီရွားအရှိမပါတာကြောင့်ဖွင့်တော့မပြောရသေးဘူးအငင်းခံလိုက်ရပြီဆိုပြီးစိတ်တကျသွားပါတယ်။ယာမာဒါကသူ့ကိုနိုင်မို့ပြောတဲ့အခါယောက်ျားချင်းစိတ်မဝင်စားတဲ့စူပါကီကညံပါတယ်။မီယာမူလာကစူပါကီကိုချုပ်ပေးပြီးနိုင်မို့လုပ်တဲ့အခါမှာလည်းစူပါကီရဲ့တန်လုံးနဲ့အင်အားကြောင့်ယာမာဒါတို့ပဲလွန့်ထွက်သွားပါတယ်။နောက်ဆုံးမှတော့ဆရာကြီးစူပါကီကိုယာမာဒါတို့မနမ်းနိုင်ခဲ့ပဲအလဲလဲအကွက်ကွက်နဲ့အခန်းစီပြန်လာခဲ့ရပါတယ်။သူတို့တွေဒီလိုဖြစ်လာမယ်ဆိုတာကိုဆာယူရှိမာကအီတိုနဲ့နမ်းပြီးကြုံမြင်ထားခဲ့ပါတယ်။ အဲ့ဒါအပြင်အီတိုရဲ့အမြင်ထဲမှာကျောင်းသားဟောင်းမီလောင်တဲ့အချိန်က၈နာရီ၃မိနစ်ဆိုတော့သိလိုက်ရပါတယ်။၈နာရီကျော်အထိစူပါဂီကိုထိန်းထားနိုင်ရင်အဆင်ပြေသွားမယ်လို့ကောက်ချက်ချထားလိုက်ပါတယ်။အဲ့နောက်ရမာဒါကရှီရွာအရှိရဲ့ခန္ဓာကိုယ်နဲ့စူပါဂီကိုတွားတွေ့ခဲ့ပြီးဇေဝက်ထဲရောက်အောင်လို့ပြောကမျှခေါ်သွားခဲ့ပါတယ်။ဒါပေမဲ့ဆာယူရှိမကအီတိုကိုထမ်းနိုင်ပြီးအနာဂတ်ကိုထပ်ကြည့်တဲ့အခါအခြေအနေတွေပိုဆိုးသွားတာကိုတွေ့လိုက်ရပါတယ်။ပိုဆိုးသွားတဲ့ဆိုတာအနာဂတ်ပြောင်းလဲသွားတာဖြစ်လို့အနာဂတ်ကိုပြန်မြောင်ဖို့မျှော်လင့်ချက်အနှဲငယ်ရှိနေပါတယ်။လောလောဆယ်တော့စူပါဂီချစ်ခွင့်မပန်းအောင်အချိန်ဆွဲထားပြီးရမာဒါကလစ်ထွက်လာခဲ့ပါတယ်။ ဒါပေမဲ့ယာမာဒလက်ထွက်လာတဲ့နေရာကချစ်သူမြလမ်းလို့ဖြစ်နေပြီးအခြေယူသူမကြီးဆူပါကီကလည်းမအောင်နိုင်တော့တာကြောင့်ဖွင့်ပြလာခဲ့ပါတယ်။အဲအချိန်အခြေအနေတွေအဆိုးဆုံးဖြစ်နေပြီဖြစ်ကြောင်းဆာရူရှိမာကရှီရွားအရှိကိုဖုံးဆက်ပြီးပြောလာခဲ့ပါတယ်။ယာမာဒခန္ဓာကိုယ်ထဲကရှီရွားအရှိကလည်းဆူပါကီရဲ့ရှင်မာတဲ့ယာမာဒကိုနမ်းပြီးခန္ဓာကိုယ်ပြောင်းလိုက်ပါတယ်။ အဲ့နောက်သူတို့ဟာဒီလိုဆက်ဆံယူတွေပဲဆိုပြီးရှီရွားအရှိကပြောလိုက်တော့ဒဒဂီရီဖြစ်သွားတဲ့ဆူပါဂီလည်းပြေးထွက်သွားခဲ့ပါတယ်။ရှီရွားအရှိရဲ့လောက်ရကိုရာမာဒါလည်းနားမလည်နိုင်ဖြစ်နေပြီးကျောင်းသားဟောင်းတီထွက်သွားတဲ့ဆူပါဂီနောက်ကိုလိုက်သွားပါတယ်။ဆူပါဂီကတော့ဘလုံးမတကားမဖွင့်ပေးခဲ့ပဲရှီရွားအရှိရောက်လာတဲ့အတန်ကိုကြတော့တကားကိုအနိုင်ငယ်ဖွင့်ကြည့်မိပါတယ်။အဲ့အချိန်ရာမာဒါကအတင်းဝင်သွားပြီးနားလိုက်တော့ဆူပါဂီနဲ့ခန္ဓာကိုလဲသွားပါတယ်။ ခနာကိုပြောင်းသွားတဲ့အစအကြောင်းစူပါကီလက်အန်အောင်းနေခဲ့ပြီးကျောင်းသားဟောင်းကြီးမီလောင်မောင်ကိုတားဆီးနိုင်လိုက်ကြပါတယ်။စူပါကီကဆုံးမတွေအကြောင်းစိတ်ဝင်စားတဲ့ဆိုတဲ့အချက်ကိုအကြောင်းပြပြီးရှီရွားအရှိနဲ့နေစားခြင်းလို့လေးလာရဲ့အသင်းနဲ့ဝင်လာခဲ့ပါတယ်။ဆာလုံရှီမားကလည်းယာမာဒါကိုအပြင်ခေါ်သွားပြီးကျေးဇူးတင်လို့ဆိုပြီးဖတ်နေတာကြောင့်ဆရာကြီးကရှက်နေပါတယ်။အဲနောက်ရှီရွားအရှိခနာကိုပြန်လဲသွားတဲ့အချက်ကိုနားမလဲကြောင်းယာမာဒါကပြောပြလာပါတယ်။တကယ်တော့ရှီရွားအရှိကယာမာဒါကိုတရားခံမဖြစ်စေချင်တာကြောင့်သူမကအစားဝင်ခံပေးဖို့ရည်ရွယ်ခဲ့တာဖြစ်ပါတယ်။ဒီအကြောင်းကိုသိလိုက်ရတော့ယာမာဒါလည်းစိတ်တူသွားပြီးနောက်ကိုဒီလိုမလုပ်ဖို့ရှီရွားအရှိကိုသွားပြောလိုက်ပါ ါတယ်။ရှီလွားအချီကလည်းအပြုံတရှာနဲ့ခေါင်းငိမ့်ခဲ့ပါတယ်။တကယ်တော့ရာမာဒါကစိတ်တူတာမဟုတ်ပဲစိတ်ပူပြီးပြောခဲ့တာဖြစ်ပြီးဒါဟုတ်တည်းတဲ့ရှီလွားအချီကလည်းပြောနေပါတယ်။အလုံးပြီးသွားတဲ့အချိန်မှာအိုဒါဂီရီကဆာယိုရှိမိုင်းရဲ့အဆောင်သူသိပြီဆိုပြီးလာကြွားပါတယ်။ဒီတစ်ခါမှလည်းအကြွားလုံးပြီးရမတ်ကျဲတီပြုံးနေတာကြောင့်ထပ်ပြီးအဆက်ကွဲရကရာမာဒါကိုပဲပါရိုက်သွားခဲ့ပါတယ်။တစ်ဖက်မှာတော့အပြရန်ဆန်ရွန်တဲ့မိန်းကလေးကပြောစရာတွေဖန်တီးရအောင်ဆိုပြီးចောင်းသားတောင်းရောက်ကိုပြောနေပါတယ်။ចောင်းသားကောင်စီကစိုးစွားနေတဲ့ပထမနဲ့ចောင်းသားတွေကိုထိန်းသိမ်းပေးရမယ်ဆိုပြီးရာမာဒါတို့ရဲ့လေးလာရေးအဖွဲ့ကိုတောင်းအောင်ပေးလာပါတယ်။ ပြဿနာဘောင်းဆောင်ရှာနေတဲ့ចောင်းသားနှစ်ယောက်နဲ့ចောင်းသူတစ်ယောက်တို့ရှိပြီးသူတို့တွေဟာတစ်ချိန်လုံးကကြောက်ကြလေးစားခံရတဲ့သူတွေဖြစ်ပါတယ်။နောက်ခွဲကတရခန်းကတော့တာခိကဝါလို့ခေါ်တဲ့မိန်းကလေးဖြစ်ပါတယ်။ သူမကလည်းသုံးမတယောက်ဖြစ်ပြီးသူမရဲ့အဆွမ်းကတော့ဆာအိုရှီမားနဲ့ဆန်းကျင်ဘက်အတိတ်ကိုမြင်နိုင်သွားရှိတာပါ။တာခိကာဝါကကျောင်းသား၃ယောက်ရဲ့အတိတ်ကိုမြင်ထားပြီးအဲ့ဒါတွေကိုအကြက်ကင်ပြီးထိန်းချုပ်နေတာဖြစ်နိုင်ကြောင်းမီယာမူရာကရှင်းပြပါတယ်။တာခိကာဝါကသုံးမဆိုတဲ့အကြောင်းကိုကောင်းစီဥက္ကရာကတင်ပြတာဖြစ်ပါတယ်။မကြသေးခင်ကစတိုအခန်းထဲကပစ္စည်းတွေအရှင်းခံလိုက်ရပြီးအတော်နဲ့ဆာအိုပြောသွားတာကတာခိကာဝါရဲ့လက်ချက်ဖြစ်နိုင်ကြောင်းအိုဒါဂီရီကပြောပြလာပါတယ်။ယမာဒါကတော့ဆရာကြီးအထာနဲ့ဒီကိစ္စကိုသူဖြစ်ရှင်းမဲ့ဆိုပြီးတာခိကာဝါတို့စီထွက်သွားပါရင်ယမာဒါကတာခိကာဝါနဲ့နှစ်ယောက်တည်းစကားပြောဖို့ခေါ်လိုက်ပါရင် အဲ့နောက်တော့တာခိကဝါကပြဿနာတွေရှာနေတဲ့ကိစ္စကိုចောင်းသား၃ယောက်ကပဲလှုပ်တာဖြစ်ပြီးသူမနဲ့မဆိုင်ကြောင်းပြောပါတယ်တာခိကဝါကသူ့လိုမိန်းကလေးမျိုးကိုကြိုက်လာဆိုပြီးမြူဆွဲတဲ့အခါယာမာဒါကလည်းအပိုင်မဲဆိုပြီးသူ့ကိုနမ်းပါလို့ပြောလိုက်ပါတယ်တာခိကဝါကတော့ယွန်စရာကြီးလို့ပြောပြီးထွက်သွားတာကြောင့်ယာမာဒါကလည်းရှက်သွားကအမိကုတ်ပြီးအခန်းစီပြန်လာခဲ့ရပါတယ်ယာမာဒါလည်းခံပြင်းသွားခဲ့ပြီးနောက်တာခိကဝါကိုနမ်းနိုင်ဖို့ဇဒိုက်ကြိုးစားခဲ့ပေမဲ့မအောင်မြင်ခဲ့ပါဘူးအဲ့ဒါကြောင့်ယာမာဒါကတာခိကဝါရဲ့အစွမ်းအကြောင်းကိုသိတဲ့အပြင်အခြားအစွမ်းတွေကိုလည်းသိတဲ့ဆိုပြီးပြောလိုက်ပါတယ်အဲ့အခါတာခိကဝါကယာမာဒါနမ်းရင်းရင်နမ်းပေးမယ် ဲ့အဲ့ဒီအစားအခြားသုံးကားတွေအကြောင်းပြောပြပေးရမယ်ဆိုပြီးနမ်းမို့လောက်လာပါတယ် ဒါပေမဲ့ယာမာဒါကစိတ်ပြောင်းသွားခဲ့ပြီးညင်လိုက်တဲ့အခါတာကီကဝါလည်းမျက်နှာပြက်ပြီးထွက်သွားပါတယ်။အိုဒါကီရီတို့ကတော့တာကီကဝါကကျောင်းသား၃ယောက်ကိုထိမြုပ်ထားတယ်လို့ထင်နေကြပါတယ်။တဖက်မှာတော့တာကီကဝါကကျောင်းသား၃ယောက်ကိုလောက်ခိုင်းစီရရှိရလို့ပြောနေပြီးနောက်တရမှာပဲလေးလာရဲ့အခန်းကဖြတ်သီးခံလိုက်ရပါတယ်။အထာအပြင်သုံးမဌာနရီစာအုပ်အတော်အစ်လည်းပြောက်သွားခဲ့ပါတယ်။အတော်အစ်စာအုပ်ကိုတာကီကဝါတို့ကယူသွားခဲ့တာဖြစ်ပြီးဒီလိုလိုလိုကျောင်းထုတ်ခံရမှာကိုကျောင်းသားတွေကပူပန်နေကြပါတယ်။ယာမာဒါကလည်းတာကီကဝါရဲ့ရည်ရွယ်ချက်အမှန်ကိုသိကျင်တာကြောင့်သူမအကြောင်းသတင်းပေးခဲ့တဲ့ဥက္ကဋ္ဌကိုတွားတွေ့ပါတယ်။ တာကီကဝါကကျောင်းမှရှိနေတဲ့ဆုံးမတွေကိုဖယ်ရှားရှင်းနေတာဖြစ်ကြောင်းဩဂရကလည်းပြောပြပါတယ်ဒီကျောင်းမှဆုံးမတွေကအစွမ်းလေးကိုလက်ဆင့်ကန်ခဲ့ကြတဲ့ဆိုပေမဲ့စိုးရိမ်စရာပြဿနာတွေနဲ့ကျုံတွဲနေရတဲ့ကျောင်းသူကျောင်းသားတွေကပဲအစွမ်းရကြတာဖြစ်ပါတယ်တာကီကဝါကသူမရဲ့အစွမ်းနဲ့ကျောင်းသားတွေရဲ့အတိတ်တုန်းကအားနည်းချက်တွေကိုထောက်ပြပြီးပြဿနာတွေလုံခိုင်းခဲ့ပါတယ်အဲဒီလိုပြဿနာပေါင်းစုံနေတဲ့ကျောင်းသားတွေကိုအစွမ်းနဲ့လက်ခံခိုင်းပြီးနောက်ထပ်ဆုံးတွေပေါ်ပေါက်လာအောင်လုပ်နေတာဖြစ်ကြောင်းဩဂရကရှင်းပြပါတယ် တာကီဂါဝါစီမှာစောင်းနှစ်တော်လုံးရှိနေပြီဖြစ်တာကြောင့်သူလူတွေကိုစုံးတွေအဖြစ်ပြောင်းပြီးအခြားစုံမတွေကိုတော့ရှင်းထုတ်ပြတော့မှာဖြစ်ပါတယ်။အဲဒါကြောင့်ယာမာဒါလည်းရှီရွားအရှိတို့ကိုစိတ်ပူသွားခဲ့ပြီးတာကီဂါဝါအကြောင်းပြန်ပြောပြလိုက်ပါတယ်။တာကီဂါဝါကစုံမတွေကိုဒီကြောင်ကနေဖယ်ထုတ်ချင်နေတာဖြစ်ပြီးယာမာဒါကလည်းသူတို့ကိုထွန်ချောက်ဆင်မှာဖြစ်ပါတယ်။ဒီလိုလောက်တာကအနေရများပြိမဲ့စုံသားကြီးဖို့အတွက်မီယာမူရမှာအစီအစဉ်ရှိပါတယ်။ အဲနောက်မှာတော့ဒါခိကာဝါရဲ့လက်အောက်ကចောင်းသူတယောက်ကတယောက်တည်းရှိနေတဲ့ရှီရွားအရှိစီရောက်လာပြီးရုတ်တရက်နမ်းပါတယ်။နောက်ထပ်ចောင်းသားနှစ်ယောက်ရောက်လာပြီးဖမ်းခေါ်သွားပွင့်လုပ်ပေမဲ့သူတို့ပဲပြန်အစော်ခံလိုက်ရပြီးအဖမ်းခံလိုက်ရပါတယ်။ တကယ်တော့ယာမာဒါကရှီရွားအရှိနဲ့ခန္ဓာကိုယ်လဲထားတာဖြစ်ပါတယ်။သူတို့ကရှီရွားအရှိနဲ့ခန္ဓာကိုယ်လဲပြီးပြဿနာရှာပြီးတော့ရှီရွားအရှိကိုချောင်းနှုတ်ခံရအောင်ခြံစည်ခဲ့ကြတာဖြစ်ပါတယ်။အခုချိန်ဖန်ခန့်ထားရပေမဲ့လဲတာခိကာဝါကသူတို့ကိုအတုံးချနေတာမဟုတ်ပဲသူတို့ရဲ့ငွေချင်းဖြစ်ကြောင်ပြောနေပါတယ်။အဲနောက်တော့ယာမာဒါတို့ကသူတို့အုံယောင်းနဲ့ခန္ဓာကိုယ်လဲပြီးတာခိကာဝါနဲ့တွေ့ပေမဲ့တာခိကာဝါကသိနေပါတယ်။ ရမတာလဲသုံးမတွေကိုရှင်းထုံးနေတာရတန်းကရလိုက်ဖို့ပြောပေမဲ့တာခိကဝါကညှဉ်းဆန်းနေပြီးသူ့လူတွေကိုပြန်ပေးရင်အတွဲတစ်ပြန်ပေးမယ်ဆိုပြီးအပေးယူလောက်ပါတယ်။ရမတာကလက်မခံတဲ့အခါအတွဲနှစ်ပါပေးမယ်လို့ပြောပါတယ်။ဒါကိုလည်းရမတာကလက်မခံခဲ့ပဲသုံးမတွေကိုရှင်းထုတ်တော့ရလိုက်ဖို့ပြောပေမဲ့တာခိကဝါကတော့ခေါင်းမနေပါတယ်။ရမတာကတော့စောင်းနှောက်ပြန်ရမအောင်မတွေးပဲမာနာကိုရှေ့တန်းတင်ပြီးပြန်လာတာကြောင့်အစော်ခံနေရပါတယ်။ တာခီကာဝါရဲ့သူလူတွေအပေါ်ထားတဲ့ဂယုနာကိုတော့မြင်လိုက်ကြရပါတယ်။မီယာမူရာကသူတို့တွေဒီဘက်ပါလာအောင်အိုတာခီတွေရဲ့ညှို့ယူတဲ့အဆန်သုံးပြစ်မယ်လို့ပြောလိုက်ပါတယ်။အဲအချိန်ကျောင်းသူလေးကအဲ့လိုမလုပ်ဖို့ပြောလာခဲ့ပြီးတာခီကာဝါကိုတယောက်တည်းမဖြစ်စေချင်ဘူးလို့ပြောပါတယ်။သူတို့ကိုယ်စားလုပ်ပေးရင်သုံးမတွေကိုလက်လျှော့ဖို့တာခီကာဝါကိုဖျောင်းပြပေးမယ်လို့ပြောတာကြောင့်ယာမာဒါတို့လည်းပြန်လုပ်ပေးလိုက်ပါတယ်။အဲ့နောက်ယာမာဒါကတာခီကာဝါကိုခေါ်ပြီးသူတည်ကျင်တာတွေမေးခဲ့ပါတယ်။သုံးအဆွမ်းကိုလိုချင်ရုံနဲ့ပြဿနာပေါင်းစုံရှာနေမယ်ဆိုရင်လူမုန်းတာပဲခံရမှာဆိုပြီးပြောလိုက်တော့တာခီကာဝါကဒေါသထွက်သွားပါတယ်။ သူတို့တွေဒီလိုလုံးနေရတဲ့အဓိကအမှန်တရားကိုသိချင်းငါအစွမ်းကိုယူကြီးလိုက်ဆိုပြီးယာမာဒါကိုနန်းလိုက်ပါရင်အဲ့ဒီညမှာပဲတာခိကာဝါရဲ့အနိုင်ကျခံရတဲ့ဖြစ်ရဆိုကြီးကိုယာမာဒါကအိမ်မက်ထဲမှာမြင်ခဲ့ရပါရင်တာခိကာဝါရဲ့တကယ့်အစွမ်းကနန်းလိုက်တဲ့လူရဲ့စိတ်ဓာတ်ရရခဲ့တဲ့အဖြစ်ဆိုးတွေကိုအိမ်မက်အဖြစ်မြင်ရတာဖြစ်ပါရင်သူမဟာစတူအခန်းထဲမှာတယောက်တည်းပိတ်ထားခံရလေးရှိပြီးကင်းလက်ဆီယာမှာရောက်လာတဲ့အချိန်မှာအပြင်ကိုထွက်ခွင့်ရခဲ့ပါရင် လူကြီးတိုက်တဲ့အထိအခန်းချင်းလေးထဲမှာတယောက်တည်းနေခဲ့ရတာကြောင့်ကြောက်သေးပါပါခဲ့တဲ့အထိဖြစ်ခဲ့ရပါတယ်။ဒါဟာမိန်းကလေးတယောက်အတွက်ကြောက်စရာကောင်းတဲ့အနိုင်ညစ်ခံရမှုကြီးဖြစ်ပြီးအခြားကြောင်သားသုံးယောက်ဆိုရင်ဒီတဲ့ပိုဆိုးရွားတွေကိုခံခဲ့ရရကြောင်းတာကီကာဝါကပြောပြပါတယ်။ တာခီကဝါဟာသူ့ရဲ့တငငချင်းတောင်ရောက်ကိုကတိန်ပေးရှင်းနေတာဖြစ်ပြီးအရိယာတို့ရာမာဒါကလည်းကူညီပေးမယ်လို့ပြောလိုက်ပါတယ်တာခီကဝါကသူ့တငငချင်းတွေအရင်လိုကြောကြပြီးလေးစားခံနေရတာကိုပြန်မြင်ချင်တာဖြစ်ပါတယ်အဲအချင်းတငငချင်းတောင်ရောက်ရောက်လာပြီးဘူမတီကောမတီနဲ့ရာမာဒါကိုတီးပါတော့တယ်အဲ့ဒါအပြင်ဒီကြောင်ကြီးကိုသူတို့ပဲအုပ်ဆိုးမဲ့ဆိုပြီးပါပြောလာတာကြောင့်သူတို့တွေဒီလိုဖြစ်ရတာဟာသူတို့ကိုယ်တိုင်ကြောင့်ဆိုတာရာမာဒါသဘောပေါက်လိုက်ပါတယ်ဒီလိုနဲ့လက်သီးတစ်ချက်ပြကြွေးလိုက်ပြီးမင်းတို့တွေဒီလိုမစင်းစားမစင်ကျင်တာကြောင့်တာခီကာဝါကခံစားနေရတာသူမောက်ကိုပြောင်းအောင်ထားသင့်တယ်လို့ပြောပြီးထွက်သွားလိုက်ပါတယ် ပြဿနာတွေဒီလိုနဲ့ပဲဖြေရှင်းနိုင်ခဲ့ပြီးနောက်ចောင်းပွဲတော်လည်းရောက်လာခဲ့ပြီးတာခိကဝါကတော့ရာမာဒါကိုကျွေးဆင်းသွားခဲ့ပါတယ်